ကာဆာစစ်ပွဲကြီးငြိမ်းအေးပါပြီတမဒါထရမ့်ကရာဇဝင်တင်တော့နော်ရာဇဝင်တင်တော့အလုတ်ကိုလုတ်ခဲ့ပါတယ်အရှိအလေပိုင်းမှာဆိုရင်အိုးသူပြောပြတယ်နှစ်ပေါင်း3000ရှိပြီတဲ့ဘာသာတွေအချင်းချင်းပေါ့လူမျိုးအချင်းချင်းစစ်ပွဲတွေဖြစ်ပြီးတော့မငိမ့်နိုင်မအေးနိုင်ဖြစ်နေတာအဲ့ဒါကိုသူငိမ့်အေးအောင်လုတ်ပေးလိုက်ပြီအဲ့ဒါအခုသမရထရမ့်က သူ့ကိုခေါ်တော့ Israel လို့ချက်ချင်းအရင်သွားတယ် Israel မှာအရန်ဖုန်ကြီးပါတယ်သမရထရန့်ရဲ့လေမြန်ကြီးကိုခါတဲ့ဒီစစ်လေရင်နေနဲ့ဘေးကနေဝင်းရံပြီးကြိုးဆိုတယ်ကြိုးဆိုတယ်အဲ့ဒါဟိုကာတာကကာတာစစ်လေရင်နေနဲ့ဘေးကနေသမရထရန့်ပြည့်ဒီ Air Force 1ကိုပေါ့ကြိုးဆိုပြီးတော့ Israel ကိုရောက်တယ် Israel ကနေပြီးတော့ နေတန်ယာဟုကိုရိုင်းကြိုးဆိုပြီးတော့အစ္စရေးပါလီမန်မှာသူစကားပြောတယ်။တမိုင်းတွင်မဲ့စကားကြီးပေါ့နော်။အဲ့တော့ဆက်ဆက်ချင်းဒီအစ္စရေးလကလည်းပါလက်စတိုင်းတွေကိုထိမ့်သိမ်းထားတာကိုပြန်လွတ်ပေးတယ်1900ရဲ့နောက်ပြော့အကျဉ်းသား250 2000ပြန်လွတ်ပေးတယ်ဟိုဘက်ကဂျူးပေါ့အစ္စရေး အသက်ရှင်ရဲ့လူ20 18ရောက်အရင်ပြန်လွတ်တယ်ပြီးရင်အလောင်းတွေကတော့သူတို့ရှာရအောင်မယ်အလောင်းတွေကတော့ဘယ်မှာမြုပ်တာလဲမသိသူတို့တူးပေါ့အဲ့တော့အဲ့မှာသမရထရမ်ကြီးကိုခေါ်တယ်အစ္စရေလတနိုင်ငံလုံးဝဂျေစုတင်ကြတယ်သမရထရမ်ကလည်းတင်ညာဘူးလေချီကျူတယ်ပြီးတော့ချက်ချင်းပဲသူကအီဂျစ်ကိုသွားတယ်ဘာကြောင့်ဆိုလို့ရှိရင်ဒီဟာကဒီဂါဇာဂါဇာ နေရဟိုပေါ့အဲ့မှာပါလက်စတိုင်းတွေလည်းနေမယ်အဲ့ဒါကိုသူတို့နေလို့ရအောင်ပြီးလို့ရှိရင်စစ်စစ်သွေးကြတဲ့ဟာမတ်စ်တွေလုံးဝလက်နဲ့ချဖို့အဆင်ရှိသေးတယ်အချက်က20ရှိတာဟိုအဲ့တော့ပထမနှစ်ချက်၃ချက်ကတော့ ဒီလူတွေပြန်တစကန်နေပြန်လွတ်ရေးပြီးသွားပြီပြီးလို့ရှိရင်အစ္စရေးကဘုံကျဲတာလဲရက်သွားပြီပြီးရင်အစ္စရေးကလည်းနောက်တစ်နောက်တစ်ဆင့်ပြန်ထုတ်မယ်ထွက်ပြီးလို့ရှိရင်အဲ့ဒီမှာနိုင်ငံတကာကဟိုလုံခြုံရေးတပ်တွေလာကြည့်မယ်ကြည့်ပြီးလို့ရှိရင်ဒီပါလက်စတိုင်း ြည်တဲကပြည်သူတွေဟို peace လို့လာတဲ့ပေါ့ငြိမ်းချမ်းရေးလို့လာတဲ့အစိုးရတက်ဖို့ပြီးလို့ရှိရင်နိုင်ငံတကာစောင့်ကြည့်အဲ့အစ်စ်နေအများကြီးကြံသေးတယ်။ဘာကြောင့်ဆိုတော့အခုလောလောဆယ် Hamas ကလက်နဲ့မချသေးဘူး။ Hamas ဆိုတာကလည်းအမုန်းတရားနဲ့ဒီ Israel နိုင်ငံကြီးရောဂျူးလူမျိုးတွေကိုဒီနေရာနေပြီးသူကအသေးပေါ့အမုန်းတရားများတယ်လက်နဲ့ကင်တာဆိုတော့သူတို့ကလုံးဝလက်နဲ့ချအောင်မယ်။ အဲ့ဒါမချသေးဘူးအခုသူကချက်ချင်းပဲလေမြန်ကြီးနဲ့ Air Force 1ကြီးနဲ့ဟိုအီဂျစ်ကိုသွားတယ်အာအီဂျစ်မှာခါတဲ့ဒီလေမြန် fighter jet ဟိုဘက်3စီးဒီဘက်3စီးနဲ့ရှင်ပြီးတော့သမဒရီ Trump ပြင်လေမြန်ကြီးကိုကြိုးဆိုတယ်အဲ့ဒီမှာမနစ်20အတွင်းဒီပြောထားတာအားလုံးလာကြပါဆိုတော့အဲ့ဒီအီဂျစ်မှာ အီဂျစ်သမ္မတကိုပြီးတော့အာရဗ်နဲ့မွတ်စလင်နိုင်ငံတွေရဲ့ ခေါင်းဆောင်ကြီးတွေရောချက်ချင်းပြေးပြေးလာကြတယ်။ဥရောပကခေါင်းဆောင်นี่အပြင်အင်ဒိုနီးရှားပါတယ်၊အိန္ဒိယပါတယ်၊ပါကစ္စတန်ပါတယ်။ဘာကြောင့်ဆိုဒီ၃ခုကမွတ်စလင်ပါကစ္စတန်ကမွတ်စလင်နိုင်ငံ၊အိန္ဒိယပါတယ်၊အိန္ဒိယကလည်းဟိုပါကစ္စတန်နဲ့ငြိမ်းချမ်းရေးဟိုစစ်ဖြစ်မှာဟိုရပ်ထားတာ။သမ္မတထရမ်ကပြောလို့အဲ့တော့အဲ့ဒါတွေလည်းလာတယ်။ဥရောပသမ္မတကရောအင်္ဂလန်ရောအီတလီရောအီတလီကအမျိုးသမီးသူ့နောက်မှာရပ်ခိုင်းတယ်။ အဲ့ဒါတွေအားလုံးပေါ့သူကကျေးဇူးတင်နေတဲ့20 minutes within uh the uh, 20 uh, uh 20 minutes at 20သူတို့ခေါ်လိုက်တာအလုံးကပြေးပြီးလာကြတယ်အဲ့တော့ကာတူကအီဂျစ်သမရာကိုလေခြေဆုတင်တယ်တူရကီဒီဂါဇာငြိမ်းချမ်းရေးမှာအဓိကဒီအမေရိကန်ကိုလုံးဝအားပေးပြီးအလုံးဝိုင်းပြီးဒီဒီ Middle East က ကြာပြီငိမ့်ချမ်းဖို့တင့်နေပြီပေါ့ဒီလက်နဲ့ဂိုင်းဒီတောင်ချမ်းသူတွေမထားတော့ဘူးပြီးရင်ဂါဇာကမ်းခြေယူလဲအုပ်ပုံဖြစ်နေတာကိုသူတို့ပတ်စံနေအများကြီးနဲ့သမရထရုံကပြန်ပြီးအိမ်တွေစောက်ပြီးမှဒါမှပြန်လာတဲ့ပါလက်စတိုင်းတွေနေနိုင်အောင်လို့ပြီးလို့ရှိရင်ပူလစ်ပေါ့ဒီစစ်မဟုတ်ဘဲနဲ့ ပိုလစ်လူတွေကိုပေါ့ရဲတွေကိုဒီဒီဒီတိုင်းပြည်မှာနေဖို့ပြပိုလစ်ဖော့စ်ကို ပြန်တည်ထောင်ပေးမယ်အပီလို့ရှင်ဟာမတ်စ်ကို လုံးဝလက်နဲ့ချခိုင်းမယ်ဒီအလုပ်တွေလုပ်ဖို့ကို အားလုံးကအားလုံးက ီနိုင်ငံခေါင်းဆောင်ကြီးတွေအင်မတန်ချမ်းသာတဲ့နိုင်ငံတွေတဲ့ဒီ Middle East က Arab နိုင်ငံတွေကသမရရေပြောတယ်ဒီခင်ဗျာ Mr Trump က Egypt ကိုကျေးဇူးတင်တယ်သူ့ကိုဒီလို fighter jet ကြီးနေတယ်ဒါငါတို့ငါတို့ American fighter jet တွေမလာတဲ့ငါကြီးလိုက်တော့တဲ့ညာဘက်မှာလည်း၃စီဘယ်ဘက်မှာလည်း၃စီအမလေးရန်သူလားမိတ်ဆွေလားတော်သေးတာပေါ့မိတ်ဆွေဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ငါတို့စီကဝေထားတဲ့လေးမြန်နေမလားတဲ့ ငါတို့အမေရိကန်ရတဲ့နပတ်တအကောင်ဆုံးလေးမြန်နေထုတ်တယ်တဲ့စစ်ရေးမှာလည်းငါတို့ကအင်အားအကြီးဆုံးပဲတဲ့အဲ့ဒါကိုငါတို့ကဒီကပားဘွားလူတွေငိမ့်ချမ်းဖို့ငိမ့်ငိမ့်ချမ်းချမ်းနဲ့စီးပွားရေးလုတ်ကင်ပြော့ချမ်းချမ်းတတနေဖို့ကိုငါတို့လုတ်တာတဲ့အဲ့တော့အဲ့မှာပါကစ္စတန်ကအဲ့ဖီးမာရှယ်လို့သူကကဲပါပြောချင်လဲဆိုပါကစ္စတန်ကဖီးမာရှယ်ဒါပြောတယ်အဲဒီသမရကြီးထရမ့်က implement အင်မတန်ပေါ့ American သမရတွေထဲမှာအင်မတန်ပေါ့ငင်းချမ်းရေလိုလားတော့အင်မတန်ဖုန်ချီတော့ပေါ့ကောင်းတော့သမရကြီးဖြစ်ပါတယ်ဒါကြောင့်မို့ President Trump ကကျွန်တော်တို့ nuclear ပိုင်ရှင်နေဖြစ်တဲ့ India နဲ့ Pakistan လေးရစ်စစ်ဖြစ်တာသမရ Trump ကြောင့်မို့ကျွန်တော်တို့ရက်လိုက်တာဒါတန်းချီပြီးတေမဲ့လူတွေတေမဲ့အလုပ်ကို ထရမ်ကနေပြီးတော့ရက်တဲ့အတွက်ကြောင့်မလို့အခုဆိုသူ ရက်ခိုင်းတဲ့စစ်တေက၈ခုရှိသွားပြီအခုဒီဂါဇာကိုငြိမ်းချမ်းရေးရဆိုအင်မတန်တလောက်တောင်ကြာနေတဲ့စစ်ကို ရက်တာပေါ့အဲ့ဒါသမ္မတကြီးထရမ်ကိုနိုဘယ်ဆုပေးသင့်ပါတယ်လို့ကျွန်တော်ထက်ခါထက်ခါပြောပါတယ်တဲ့အဲ့တော့ထရမ်ကလည်းအရင်သဘောကျနိုဘယ်ဆုကလည်းအမှန်မှသူတို့ကဟို ဒီမိုကရက်တရားနိုဘယ်ဆုကိုအသုံးချပြီးနိုင်ငံငယ်လေးတွေကိုလိုက်လိုက်ပြီးတော့သူတို့ပေးခဲ့တာလေအိုဘားမားဘာမှမလုပ်ဖဲနဲ့အိုဘားမားကိုနိုဘယ်ဆုပေးတယ်အဲဒါကြောင့်မို့သမရထရမ်ကသူကကြတော့ဒီလောက်တောင်ကမ္ဘာငြိမ်းချမ်းရေးလုပ်နေတာကိုမပေးသေးဘူးအခုလည်းမပေးဘူးအဲ့တော့ကြောင့်မို့ဒီပါကစ္စတန်ကပြောတယ်အခုဆိုလို့ရှိရင်သူက အာရဗ်နိုင်ငံတွေကိုရန်ကျေစုတင်နေတဲ့ငါဥစားမယ်ကိစ္စမှာအလုံးအကူညီတာဒီမွတ်စလင်နိုင်ငံတွေအရန်ချမ်းသာတယ်ဆော်ဒီအာရေဗျကတာနော်တူရကီ UAE ဂျော်ဒန်နော်အဲ့ဒါတွေကိုသူကအားလုံးပြီးလို့ရှိရင်ဥရောပလူတွေလည်းလာတယ် UK တို့ဘာတို့ကအရင်တုန်းကပါလက်စတိုင်းဘာညာမြောက်ပေးနေတာလေဒီဥရောပဒီ NATO တို့ဘာတို့ဒီ UK ကအဲ လူတွေအားဆိုလို့ရှိရင်အရင် Biden ကိစ္စတုန်းကလည်း Ukraine စစ်ဖြစ်ဖို့ Ukraine ဘက်ကအခုဆိုလည်း Palestine ဘက်ကအဲ့လိုလုံနေတဲ့လူတွေအခုကျတော့သမရ Trump မြောင်မှာငြိမ်ငြိမ်စိမ့်စိမ့်လေးလာနေကြတယ်။ Italy ကအမျိုးသမီးအမျိုးသမီးရလည်းပြောတယ်ငါတို့ကူညီရမယ်တဲ့ဒီအရှိအလေပိုင်းကအခုပဲတက်လာတာအမျိုးသမီးအဲ Italy ကအဲလှလှလေးပဲသမရ Trump မှာလှတယ်တဲ့နေရတယ်။ငါတို့နိုင်ငံမှာဆိုရင်မင်းကလေးတယောက်ကို beautiful ပြောရင်နဲ့ politically correct ဖြစ်ဘူးငါတော့ဒီမှာပြောမှာပဲနင်လှတာလှတာပဲတဲ့အဲ့လိုပြောတယ်အဲ့တော့ဒီဂါဇာမှာ middle east ကသူကပြောတယ်အားလုံးကချမ်းချမ်းသာသာအင်းငိမ့်စွာနေရမှာတဲ့ဘာဖြစ်လို့ပေါ့စစ်ဖြစ်နေကြလဲလူတွေတေပါလို့တေခံနေကြလေတဲ့အဲ့တော့ဆိုရင်ပါကစ္စတန်ကပြောတယ်သူ့ရဲ့ မု슬림ဘရာသာဘရာသာဘရာသာဒီဒီအာရဗ်နိုင်ငံတွေအားလုံးငါတို့ညီအကိုတွေတဲ့ဆလမ်မာလီကုန်ပါကစ္စတန်ရဲ့မု슬림နိုင်ငံဆိုတော့အဲ့လိုပြောသွားတယ်အဲ့တော့ဒါဆိုတမိုင်းတွင်နဲ့တမိုင်းတွင်နဲ့အစီဝေးကြီးပေါ့အဲ့ဒီအီဂျစ်နိုင်ငံမှာအိုးတကဘာလုံးကတကက်အရန် ခန္ဓာကြီးကျယ်သောနိုင်ငံအားလုံးကနော်မွတ်စလင်နိုင်ငံတွေရောဥရောပနိုင်ငံတွေရောခရစ်ယာန်နိုင်ငံတွေရော လာတွေ့ကြတာအဲ့ဒီဂါဇာကမ်းခြေကိုသူတို့ပြန်ထီတောင်ကြမှာဂရိစ်ပါတယ်ဟန်ဂရီပါတယ်အင်ဒိုအင်ဒီးယားပါတယ်အီရတ်တောင်ပါတယ်နော်ဝေးပါတယ်အိုမန်ပါတယ်နိုင်ငံပေါင်းစုံအားလေးသမရကြီးထရမ့်စီကိုလာတွေ့ကြတာတော်တော်ကြီးကိုကြီးကျယ်ခမ်းနားသော သမရထရမ်ရဲ့ဖုံးတကူကြီးမှတော့ပွဲကြီးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဂါဇာကမ်းခြေလည်းအခုဆိုရင်အားလုံးငြိမ်းချမ်းတော့မှာပါအားလုံးပါလက်စတိုင်းတွေလည်းသူတို့ဒေသမှာသူတို့ငြိမ်းငြိမ်းချ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 မ်းတတ်တာနေရအောင်အိမ်တွေလည်းစောက်ပေးမှာเนาะအဲ့တော့ အင်မတန်မင်္ဂလာရှိပါတယ်အဲ့တော့သမရထရန့်ကိုဘယ်သူမှနိုဘယ်ဆုပေးပေးမပေးပေးကျမတို့ကပေးပါတယ်တကဘာလုံးကတော့နိုဘယ်ဆုပေးထားပါတယ် God bless you လို့လည်းအားလုံးကပြောကြတယ်အဲအဲ့ဒါကိုပြောတာပါ